မင်္ဂလာပါခင်ဗျာရိုးရပေါ် channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ဘယ်လက္ခဏာကံမြတ်ပညာသူတွေဒီဆရာကြီးဦးမြတ်ဆန်ရဲ့ဘုရူသာသမီးများအတွက်တာမီကိန်းကျမရဏတိထားတဲ့အသက်များဆိုတဲ့အထူးဟောစတန်ကိုကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်မိတ်ဆွေရဲ့တက်ကမရဏရွေနဲ့ကြိုက်နေပါကသတိထားတဲ့နာတွေရှောင်တဲ့နာတွေကိုဘယ်ရင်ပညာနဲ့သဘောတရားပေါ်ခြေခံပြီးဆရာကြီးကအနေနဲ့ပဲပြောပြပေးသွားမှာပါဒါကြောင့်ဘယ်လက္ခဏာကံမြတ်ပညာသူတွေဒီဆရာကြီးဦးမြတ်ဆန်ရဲ့ ဘေရင်ဟော့စတန်ကိုတင်ဆက်ပေးလိုက်ပါတယ်နေရသားသမီးအားလုံးဘေးရယာတွေဝေးကွာကြပါလေ။အက်ဆီဒန်လိုရာဆန္ဒဧဝဘာဒီကြောင်းလိုရာပေါ် channel မှာတစ်ဆင့်ဒေရင်လက္ခဏာကံပြရပညာတုတေတီဆရာကြီးဦးမြတ်ဆံမှနှုတ်ခွန်းဆက်တာပါတယ်။ကျွန်တော်တို့ရဲ့ channel ကိုက အတိတ်ပြစ်ဆုံးပဲအနာဂတ်လို့ခေါ်တယ်အတိတ်မှာရှိခဲ့တဲ့မြန်မာလူမျိုးများရဲ့တော့ကျွန်တော်တို့တိမ်မျိုးပြောက်ွယ်လူနီးပါးဖြစ်နေတဲ့အတတ်ပညာတွေတော့မြန်မာမှာရှိတဲ့ရိုးရာလေးတွေပြန်လဲပေါ်ကျူးပေးတဲ့ channel ဖြစ်တာဖြစ်တဲ့အတွက်ဆရာတို့ရဲ့ channel ကူကရိုးရာပေါ် channel ဖြစ်ပါတယ်အဲ့တော့ရိုးရာဆိုတာကကျွန်တော်တို့မိရိုးပလာမိဘတွေအစဉ်ဆက်လက်ဆင့်ကမ်းခဲ့တဲ့အကြောင်းအရာလေးတွေကိုပြင်ပြပေးတာရိုးရာဖြစ်ပါတယ်တော့ထုံနေသူကပဲ မြန်မာမှာကျွန်တော်တို့တရားပွဲတွေလုပ်ရင်စက်ပွဲတွေထည့်တာလေဒါကျွန်တော်တို့လည်းရိုးရာအစင်လာပြီးဖြစ်ပါလိမ့်ခင်ဗျာပုံနည်းလို့ပါပဲဘီအိုပလာလို့ခေါ်တဲ့တော့ကျွန်တော်တို့ရိုးရာနဲ့တွေပူဇော်ပသကြတာတော့ကျွန်တော်တို့ရိုးရာဓမ္မဦးချလို့ခေါ်တဲ့လေယာလုတ်ကိုင်းကြတာဒါမီအိုပလာတွေဖြစ်ပါလိမ့်ခင်ဗျာနော်အကြောင်းမလို့အဲ့ဒီလိုမျိုးရိုးရာဆိုတဲ့အကြောင်းလေးတွေပြင်ပြပေးတဲ့အခါမှာတဲ့ဆရာကဗီဒင်းပညာဒီရင်ဆရာပြစ်တာဖြစ်တဲ့အတွက်ဗီဒင်းပညာရဲ့ရိုးရာအကြောင်းလေးတွေဆရာက ီ channel ကနေပြင်ပြပေးမှဖြစ်တဲ့အတွက်ဆရာတို့ရဲ့ channel ကိုကရိုးရအောင်ပြန်လဲပေါ်ကျူးပေးတဲ့ channel ဖြစ်တာဖြစ်တဲ့အတွက်ရိုးရပေါ် channel လို့နာမည်ပေးထားခြင်းဖြစ်ပါတယ်အဲ့တော့ရိုးရအောင်ပြန်လဲပေါ်ကျူးတဲ့အခါမှာတိမ်မြုပ်ပျောက်ကွယ်လူမိပါဖြစ်နေတဲ့ကျွန်တော်မြမမာလက်ဆန်းပညာလို့ခေါ်တဲ့ကျွန်တော်ပညာရေးတစ်ခုရှိပါအဲ့ဒါကတော့လူတွေတော်တော်များများသိတာကတော့ရှာမီကိန်းလို့လည်းသိကြပါတယ်ခင်ဗျာနော် အဲ့ဒီရှာမီဂိမ်းပါတဲ့တချို့ကြတော့တသာလို့ခေါ်တယ်အသေးစိတ်ကမသိတာပါအကြံမြင်တော့သိပါတယ်ခင်ဗျာနော်အဲ့တော့ရှာမီဂိမ်းပါတဲ့လင်္ကာလေးတစ်ခုလည်းရှိပါတယ်ခင်ဗျာဒါလည်းတချို့ဆိုတော်တော်များများတော့သိပြီးသားပါဆရာဆရာကြီးလည်းသိပြီးသားပါတော့ကျွန်တော်တို့ဒီတင်ရောကျွန်တော်တို့ထိုက်တင်တော့အနေပါသိတဲ့လူလည်းသိပြီးသားပါမိုးဆွေအုံခါသွားတုံတာလာလို့ခေါ်တဲ့ကျွန်တော်တို့လက်စပညာရဲ့လင်္ကာလို့ခေါ်တဲ့ရှာမီဂိမ်းလေးလည်းကျွန်တော်တို့ရှိခဲ့ပါတယ်ခင်ဗျာ ိလင်္ကာလေးတိုင်းမဲ့ကျွန်တော်ဒူးရှိခွင်မှာချရပါတယ်။ဟောကျွန်တော်တို့မိုးဆွေဥက္ခရွာတုံတာလာလို့နှုတ်ကယူပြီးတော့မှလင်္ကာကိုချချပြီးလို့ရှိလို့ရှိရင်တင်းကန်တွေသားဟောကျွန်တော်တို့အသက်ဘယ်လောက်ကနေဘယ်လောက်ဆိုလို့ရှိရင်ရှားမိကြတယ်။တင်းလာသားအသက်ဘယ်လောက်ကနေဘယ်လောက်ဆိုရင်ရှားမိကြတယ်။ပုံနည်းတူသွားပဲအင်္ဂါသားသမီးများဟာဒါကျွန်တော်အသက်ဘယ်လောက်ကနေဘယ်လောက်ဆိုရင်ရှားမိကြတယ်။ဒါကိုကျွန်တော်တို့ကိန်းတစ်ခုအနေနဲ့စင်လာတာဖြစ်တဲ့အတွက်အဲ့ဒီကိန်းကို ရှာမိဂိန်းတို့ခေါ်ပါတယ်ခင်ဗျာနော်အဲ့လိုရှာမိကြတဲ့အခါမှာတဲ့လင်္ကာမကုကရှာမိတွင်ကြမရဏကြီးကဲတော်သူမိတော်ဘူးဆိုတာကရှာမိကြလို့အန္တရာယ်တွေဖြစ်လို့မဲဆိုရင်အမိဖားတွေကြီးကဲသူတွေပူပင်တော့ကတွေရောက်စေတတ်တာတာဟုပြောလို့ချင်းဖြစ်ပါတယ်ခင်ဗျာနော်အကြောင်းမလို့ရှာမိကြတယ်ဆိုတာကကျွန်တော်တို့တက်ရောက်ကိန်းတစ်ခုလို့လည်းပြောလို့ရပါတယ်တက်ရောက်ကိန်းဆိုတာကเนาะကျွန်တော်တို့မှာထားပါတော့အခုဆိုလို့ရှိလို့ရှိရင် ဗုဒ္ဓဘုရားပေါ့ဗုဒ္ဓဘုရားကျိုးတက်ကကျွန်တော်တို့18နှစ်ရှိတာဟုတ်ဗျအဲ့ဒါကိုဂျိုကိရကိုနဲ့စားတယ်အဲ့တော့ရှင်းနယ်လီဆက်ကြောက်တိပဲကျွန်းတော့ဗုဒ္ဓဘုရားတက်ရောက်တယ်ပုံနေသူသွားပဲဂျိုရှိကွင်အသက်18နှစ်ရှိတယ်ဗုဒ္ဓဘုရားဆိုလို့ရှိရင်ဂျိုရှိကွင်နဲ့စားလို့ရှိရင်နှစ်ကျွန်းတာပေါ့ဗျာရှင်းနယ်လီဆက်ကြောက်ဆိုတော့နှစ်ကျွန်းတော့ကျွန်တော်တို့စနေမှာသွားပြီးတော့တက်ရောက်တာအဲ့ဒါကိုကျွန်တော်တို့ရှားမိကြတယ်လို့ခေါ်ပါတယ်ဘိုးဘတော်ညာလေတချို့ရှားမိတွေကအင်မတန်မှပူပြင်းလို့တတ်တယ်လို့တချို့ရှားမိတွေက မေဂျူလာရန်ဂျူလာဥတသိန်လာအော်ကျွန်တော်တို့မိမဟုတ်ရန်မဟုတ်တော့ဥတသိန်လို့ခေါ်တာဟုတ်ဗျဒါကလည်းဘေးဒီပညာကိုအခြေခံလက်စမ်းပညာကိုတကယ်တက်ကြွနားလေတဲ့ဆရာဆရာကြီးတော့သိကြပြီးသားပါဟောတချို့ကတော့ဘာမှန်းလဲမသိတော့ဟောတချို့ကညာမှန်းလဲမသိတာပေါ့ဗျာအဲ့တော့ဘာမှန်းညာမှန်းသိသိချင်းလို့ဆရာကဒီ channel ရနေတစ်စက်ညီမယူရအတတ်ပညာများကိုပြန်လဲပေါ်ကျူးပေးမှဖြစ်ပါတယ်ဟောခုဒီပြီးခဲ့တဲ့ဘက်ကဆရာက အနေငယ်သာသမီရှာမိကြတဲ့အကြောင်းတနည်းလားသာသမီရှာမိကြတဲ့အကြောင်းเนาะအင်းငါသာသမီရှာမိကြတဲ့အကြောင်းလေးတွေကိုဆရာကဒီရိုးရပေါ်ချန်နေရနေအင်းပြပေးခဲ့တာဒီတစ်ပတ်မှာတော့ဆရာကဗုဒ္ဓဘူးသာသမီများဟာဘယ်အသက်ပိုင်းရှားမှာရှာမိကြစီတတ်တယ်အဲ့လိုရှာမိကြရင်ဘယ်လိုရရလေးတွေနဲ့ကုတ္တเนาะကျွန်တော်ရရခြေပါရဲဆိုတာကိုပြင်ပြပေးမှဖြစ်ပါတယ်เนาะအဲ့တော့ဗုဒ္ဓဘူးသာသမီများဟာတဲ့ ဗုဒ္ဓဘူးကျူရဲ့ဂျူသက်က16နှစ်ရှိတာကိုเนาะအဲ့တော့ဗုဒ္ဓဘူးကျူရဲ့ဂျူသက်16နှစ်အထိဗုဒ္ဓဘူးကျူမှာဂျူအိတ်ပါတယ်ခင်ဗျာเนาะဒါကဂျူအိတ်ကိုပြောတာပါဆရာကပြောမဲ့ရှာမိခင်ရတက်ရောက်ကင်းလို့ခေါ်ပါတယ်ဘာလို့တက်ရောက်ကင်းလို့ခေါ်လဲဆိုရင်တနစ်ကိုတစ်ခါပြောင်းချွေတဲ့ကိတ်တခုကိုကျွန်တော်တို့တက်ရောက်ကင်းလို့ခေါ်ပါတယ်အဲ့ဒီတက်ရောက်ကင်းမှာရှာမိခင်ဆိုတဲ့ကျွန်တော်တို့ကျက်စမ်းပညာရဲ့ကလေးတခုရှိပါတယ် ဲ့ဒီပညာရက်ကိုမှကျွန်တော်တို့ကရှာမိကျိန်းတဲ့ပဒ္ဒတာလေးတွေဆရာတင်ပြပေးမှဖြစ်ပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘုရားဟာတဲ့เนาะကျွန်တော်တို့ဂျိုးရှစ်ခွင့်ရှိတာဖြစ်တဲ့အတွက်ရှစ်ထိစားမယ်ဆိုရှင်ဂျိုးရှစ်နှစ်ထိပေါ့ရှစ်နှစ်ထိကတော့ကျွန်တော်တို့တာခေါ်လဲဆိုတော့ဗုဒ္ဓဘုရားမှာဂျိုးရိုက်တဲ့တယောက်ကအင်္ဂါဖြစ်တယ်အဲ့တော့ဟုတ်တူလို့ခေါ်တဲ့ဒူကိန်းညမှာရှိတာဟုတ်အဲ့ဒီအမှာရှင်းနှစ်ကနေ၉နှစ်ရောက်တဲ့ခါကျတော့ ရှင်းနဲ့စားရင်တိကျွန်းနဲ့ဘော်တော်ဘူးမှာတက်ရောက်ဆယ်နှစ်ရောက်ပြီဆိုရင်တော့နှစ်ကျွန်းသွားပြီပေါ့ဗျာနှစ်ကျွန်းပြီဆိုရင်တော့ကျွန်တော်တို့ရှာမီဂိန်းလို့ပြောလို့ရပါပြီခင်ဗျာဒါပေမဲ့ဘော်တော်ဘူးနဲ့စနေနေ့ကဒန်းလာကိုတဲ့မိတ်ကျူအတွင်းမိတ်ကျူကြည့်တာကြည့်တဲ့အတွက်အိမ်နှင်းမှုတွေအိမ်နှင်းအပူမီအိမ်နှင်းရှာမီကြရလို့ခေါ်တာပေါ့ဗျာအမေတားကြီးအရင်မကြည့်သလိုပဲမိတ်ကျူကြည့်တဲ့အတွက်နည်းနည်းတော့ကံကောင်းတတ်ပါတယ်ခင်ဗျာနော်ပုံနည်းတူသွားပဲတဲ့နော်ကျွန်တော်တို့အဲ့ဒီရှင်းနေကနေပြီးတော့ ဟလာကျွန်တော်တို့9နှစ်10နှစ်တော့10နှစ်က10နှစ်ကကြော်တဲ့အခါကျတော့17နှစ်ကိုရောက်သွားပြီဆိုလို့ရှိလို့ရှိရင်တော့စောတွေလူခေါ်တဲ့စုပ်အဲ့တော့ဗုဒ္ဓဘုရားကြာသာပြီးနဲ့နဝင်းကျိုးလို့ခေါ်ပါတယ်ပုံနေလူသွားပဲတဲ့ဘဝမှာအဲ့လိုရှားမိကြပြီဆိုလို့ရှိရင်တော့တဲ့ဗုဒ္ဓဘုရားသမီးများဟာတော့ကျွန်တော်တို့အိန္ဒိယမူလအယက်ပါပြီးလို့ရှိလို့ရှိရင်ရန်အယက်မဲ့အယက်စသဖြင့်ဒါလေးတွေကိုခေါ်ကြသိပြီးတော့ဆရာလေးနဲ့တိုင်ပင်ဆွေးနွေးပြီးတော့မှရှားမိထွန်းခြင်းတော့ကျွန်တော်တို့နန်းသူရရရာတွေပြုခြင်း ပုံမိရမှာမကောင်းတာတွေစွန့်ခြင်းเนาะအငြိကျဲတွေစွန့်ခြင်းကိုယ့်ရဲ့ကိုယ်တိုင်းကိုယ်တိုင်းပြည့်ချင်းတွေလောက်ပေးရပါတယ်ခင်ဗျာเนาะဒါမှသာလေပြန်ကောင်းခြင်းကိုဖြစ်စီတတ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာဗုဒ္ဓဘုရားသမီးကြီးကောသမှာတော့ဗုဒ္ဓဘုရားမရဏကြတယ်အဲ့တော့မရဏကြတာဖြစ်တဲ့အတွက်အချို့ကိစ္စတွေပါလုံးလုံးကိုင်းလို့မကောင်းတတ်ပါဘူးခင်ဗျာအဲ့တော့လူမသေးနာမသေးတတ်ပါတယ်ခင်ဗျာကြီးလုံငန်းချွေလုံငန်းတွေမလုံးစိတ်ကြပါဘူးခင်ဗျာနန်းတူလုံငန်းတွေထုံနေရသွားပဲအမြင့်ကျူကအဓိပတိဖြစ်တာဖြစ်တဲ့အတွက်လူအထင်းကြီးကြီးတော့ ခံရတတ်ပါလေကိုဘတော်ညာလေလုံးမိကံပြီးပါပြီဆိုရင်တော့တက်ခမိတာဖြစ်တဲ့အတွက်ပြဿနာပြက်စီတတ်ပါလေဘုံဒီသူတော်ပဲကိုရဲ့အမြင့်ကျူကလေတိုက်မှာရောက်နေတာဖြစ်တဲ့အတွက်အမြင့်ကညံ့နေတယ်ခေါ်တာပေါ့ဗျာအဲ့ညံ့နေတာဖြစ်တဲ့အတွက်ဘဝမှာကံဆိုးခြင်းတွေအလောက်လုံမရခြင်းတွေတက်ကျင်တော့ပြက်မရခြင်းတွေဖြစ်စီတတ်တယ်ဘုဒ္ဓဘုရားပြည့်ဖြစ်ပါလေဘုံဒီသူတော်ပဲကိုရဲ့ရန်ကျူကလေပြက်နေတာဖြစ်တယ်တိုက်တော့ပြက်နာမရှိပါဘူးအဲ့တော့ ကိုယ့်ရဲ့မဲဂျူပေါ့နော်စနေဂျူကထိုးနေတာဖြစ်တဲ့အတွက်အကူညီတွေမသားတွေရစီတတ်ပါတယ်အဲ့တော့မရဏမင်းလောင်ထီးပြီးဆောင်းတဲ့ကံကောင်းရင်လည်းတစ်ချက်သေးပါခင်ဗျအဲကြောင့်မလို့ဝါသနာပါပါမပါပါထီလေးပါလေကံစမ်းပေးဒါဆိုရင်ဘဝမှာဗုဒ္ဓဘုရားသမီးတွေကံကောင်းခြင်းတွေချစ်စီတတ်ပါလေခင်ဗျသူ့ရဲ့ကံကောင်းခြင်းတို့ဆိုရင်တော့အမြင့်ကိုရေလောင်းပင်းစီကိုရွှေချအညို့ကိုဖျားလူရမယ်ဆိုတဲ့ကိန်းအတိုင်းအညို့ကြိုကြည့်တဲ့ကြာတာပေးနဲ့မင်းမျိုးပန်းနေဘုရားမလူနောက်ပြီးအကြီးကြီး ဆရာသမားများကိုမုံနေွယ်ကျွေးနောက်ကျွန်တော်တို့ဘုရားမှာစွန့်တော်ကပေါင်မုံနဲ့စွန့်တော်ကဒါဆိုရင်ကံကောင်းခြင်းတွေဖြစ်စေတတ်ပါတယ်အမြင့်ကျိုးဖြစ်တဲ့အင်္ဂါနာအင်္ဂါတော့အနေပြီးတော့ရေကိုလူတန်းပေးပါတက်စီကြည့်ပါခင်ဗျဒါဆိုရင်ကံကောင်းခြင်းတွေဖြစ်စေတတ်တယ်ဗုဒ္ဓဘုရားသမီးဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးကအင်္ဂါကြီးတဲ့စင်ကိုကိုစားပြုတာဖြစ်တဲ့အတွက်စကားပြောတော့စင်ရင်သိကြပါလိမ့်ခင်ဗျာ။ဟောချူချူတိုင်းတိုင်းပြောလို့မရပါဘူး။ဒါအင်အားကြီးတဲ့ဆိုပြီးလုံချင်တိုင်းလဲလုံလို့မရပါဘူးခင်ဗျာ။ အကြောင်းလို့ဗောဓုသာသမီများဟာစကားအပြောဆိုမတတ်ရင်လေဒုက္ခရောက်စေတတ်ပါတယ်မှန်တာပြောလို့ရွတ်ပြီးထွက်ပြီးသူကဗောဓုသာသမီတွေကိုပြောတာပါခင်ဗျအကြောင်းလို့အထူးတတိထားမယ်ကာလာလည်းပြစ်တယ်လို့စင်ရှင်တော်တရားမရှိလူမသေးနာမည်သေးလူနာမည်ဂုံတိတ်ကတည်ခြင်းနေဖြစ်စေတတ်တယ်နှစ်ပြစ်တာဖြစ်တဲ့အတွက်ဗောဓုသာသမီများအနေနဲ့ဒီနှစ်ကစလို့ဘဝမှာကံကောင်းခြင်းတွေဖြစ်စေတတ်ဖို့အတွက်တရားတရားတန်ခါမိဘဆရာသမားများကိုဥသောကြောပြီးတော့ လူရာဇဏတွေပြည့်ဝစေကြောင်းစုတော်မြေတော်ပို့တာပါဆိုတဲ့အကြောင်းဤရိုးရာပေါ် channel မှာတစ်စက်ဆရာကြီးဦးမြတ်ဆန်ကအင်းပြပေးခြင်းဖြစ်ပါတယ်။ကိုညသာသမီးအားလုံးဒေဝရာတွေဝေးကွာပြီးအက်စီဒန့်လူရာဇဏပြည့်ဝကြပါစေခင်ဗျာ။ Thank you for watching.